ပင်လာညချမ်းပါရှင်အော်တဝါလာ28ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပြီးတိုင်းရထွန်းနဲ့တင်ဆက်ပေးသွားတော့မှာပါဒီနေ့ညပိုင်းသတင်းတွေမှာတော့နေပြည်တော်စပူတီရီမြို့နယ်မှာရှိတဲ့လျှို့ပိတ်တမန်အမှတ်၄မှာအမျိုးသားတဦးရေနဲ့သေဆုံးခဲ့တဲ့တဲ့ကံကောမျိုးရဲ့အရှင်းတောင်ဘက်ကို ပဟိုပြုတ်ပြီးအင်အား၃၄အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တဲ့တဲ့စမ်းကြောင်းမြို့နယ်မှာအမျိုးသားတဦးတိုက်ပေါ်ကနေပြုတ်ကြပြီးထိခိုက်ဒဏ်ရာရရရှိခဲ့တဲ့တဲ့ ာဆီယံဖွံ့ဝင်ဖြစ်ရေးအတွက်၁၄နှစ်ကြာကြိုးပမ်းခဲ့ပြီးတဲ့နောက်အရှိတောင်အာရှရဲ့တက်တန်းအမှုဆောင် အရှိတီမော်အာဆီယံရဲ့စက်တန်နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့တဲ့နဲ့ပဲလစ်ကိုအနိုင်ရတာကဒီဟာဒီအတွက်တံမိုးအကြီးဆုံးနိုင်ပွဲလို့အာတီတာ ပြောကြားတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ပုံလေးနဲ့နေပြည်တော်စပူသီရီမြို့နယ်မှာရှိတဲ့လျော်ပိတ်တမန်အမှတ်လေးမှာအမျိုးသားတအူးရင်နဲ့တည်ဆုံခဲ့တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်စပူတရီမြို့နယ်မှာရှိတဲ့လျှို့ပိတ်တမန်အမှတ်၄မှာအမျိုးသားတအူးယင်းနှစ်သိဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အော်တိုဝါ25ရက်မနက်9နာရီခွဲခန့်မှာနေပြည်တော်စပူတရီမြို့နယ်ဇေယသိထိရက်ကွက် ကုမှုဒရာဂျာမန်အဝိုင်းအနေလျှို့ပိတ်တမန်အမှတ်၄မှာအမျိုးသားတအူးယင်းနှစ်မှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်စပူတရီမြို့နယ်မိသက်စခန်းကရှောက်ဝေကေစင်ရေးတပ်ဖွဲ့ဝင်တွေပေါ်ပါတရီမြို့နယ်မိသက်စခန်းကရှောက်ဝေကေစင်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုဆောင်ရွက်ရာမနက်9နာရီခွဲမှာရင်းနှစ်တင်ဆောင်သူအမျိုးသားတအုပ်ရဲ့ရုံလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးပေးဆက်သူများပရာဟိတာအသိဉာဏ်နဲ့ကရင်တထောင်ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထပ်မံမီကံကောမျိုးရဲ့အရှိတောင်ဘက်ကိုဗဟုပြုပြီးအင်အား3.4အဆင့်ရှိတဲ့ငလင်တစ်ခုနှုတ်ခတ်ခဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့အော်တိုဘာ29ရက်နေ့မနက်အစောပိုင်းကဂန်ကောမြို့ရဲ့အရှိတောင်ဘက်ကိုဗဟိုပြုပြီးအင်အား3.4အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့ငလျင်တစ်ခုနှုတ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့2025ခုနှစ်အောက်တိုဘာ29ရက်နေ့မြန်မာစံတော်ချိန်မနက်9:55မိနစ်52စက္ကန့်အချိန်မှာမြောက်ဦးမြင့်ကလေးစခန်းကနေမြောက်အနောက်မြောက်ဘက် 56မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ဂံကုန်မြို့ရဲ့အရှေ့တောင်ဘက်28မိုင်ခန့်အကွာမြောက်လက်တီတော့27.89ဒီဂရီအရှေ့လောင်ကြီးတော့94.46ဒီဂရီအနက်38ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်တာစ်ကေ3.4အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလကထုတ်ပြန်ခဲ့ပါတယ်စမ်းကြောင်မြို့နယ်မှာအမျိုးသားတအူတိုက်ပေါ်ကနေပြုတ်ကြပြီးထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။ ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာအမျိုးသားတအူတိုက်ပေါ်ကနေပြုတ်ကျခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အော်တိုဝါ26ရက်မနက်6:25မိနစ်ခန့်မှာရန်ကုန်တိုင်းဒေသကြီးစမ်းကြောင်းမြို့နယ်မြင်းနီကုန်းမြောက်ရက်ကရှမ်းကုန်းလမ်းမှာနေအိမ်ပေါ်ကနေလူတအူပြုတ်ကျပြီးတိုက်ပေးမှာရှိတဲ့ဆရီဆရီကာလီမေရောဖះချောင်းအမိုးပေါ်မှာတင်းနေကြောင်းသတင်းရတဲ့အတွက်စမ်းကြောင်းမြို့နယ်မိသက်စခန်းက191ရင်တစီ တန်တေမီသက်တပ်ဖွဲ့ဝင်တွေအယံမီသက်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုဆောင်ရွက်ပြီးတဲ့နောက်မနက်6:56မိနစ်ခန့်မှာထိခိုက်ဒဏ်ရာရရှိတဲ့အမျိုးသားကိုအနာဂတ်အလင်းတန်ပရဟိတအသင်းကလူနာတရင်နဲ့ရန်ကုန်စေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမီသက်တပ်ဖွဲ့ထံကသိရပါတယ်။အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက်ဆက်လင်းနှစ်ကြာကြိုးပမ်းခဲ့ပြီးတဲ့နောက်အရှိတောင် အာရှရဲ့တက်တန်းအမှုဆောင်အရှိတီမော် အာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်အခွင့်အဝင်နိုင်ငံဖြစ်လာတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အာဆီယံအခွင့်အဝင်နိုင်ငံဖြစ်ရေးအတွက်၁၄နှစ်ကြာစီယုံလှုံ့ဆော်ခဲ့ပြီးတဲ့နောက်အရှိတီမောနိုင်ငံဟာအော်တိုဘလ26ရက်မှာအာဆီယံအဖွဲ့ရဲ့စစ်တပ်နိုင်ငံမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။အရှိတီမောဝင်ကြီးချုပ်စာနာနာဂတ်မာအိုကမလေးရှားနိုင်ငံမြို့တော်ကွာလန်လပ်ပိုမှာကျင်းပတဲ့အာဆီယံညီလာခံကို၎င်းလက်မှတ်ရေးထိုးပွဲအခမ်းအနားကို၎င်းအာဆီယံခေါင်းဆောင်တွေနဲ့အတူတက်ရောက်ခဲ့ပါတယ်။ ိနောက်အာဆီယံခေါင်းဆောင်တွေဟာလက်ချင်းချိန်ပြီးစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ဒါဟာအိမတ်တကယ်ဖြစ်လာရုံသာမကဆွေးဆုံးဖြတ်ချက်မျှော်လင့်ချက်တွေအမှန်အသာပြုနေတဲ့ကျွန်တော်ရဲ့ခရီးကိုအင်အားကောင်းတဲ့အသိမှတ်ပြုမှုလေးဖြစ်ပါတယ်လို့ကက်စမာအိုကပြောပါတယ်။ဒါဟာကျွန်တော်ခရီးစဉ်ရဲ့နေကုန်းမဟုတ်ပါဘူး။ဒါဟာအဆင်ဆုံးမှုရှိတဲ့အခန်းကဏ္ဍသေးရဲ့ဏ္ဍန်းဖြစ်ပါတယ်လို့သူကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအရှိတီမောထက်တိုးပါဝင်လာတာဟာ အာဆီယံမိသားစုကိုပြည်ဆောင်သွားစေပါတယ်။ကျွန်တော်တို့ရဲ့တူညီတဲ့အကမ်းကြမ္မာနဲ့ဒေသရင်အမျိုးတော်ဆက်မှုရဲ့နှဆိုင်တဲ့အသေးပဲကိုထန်လောင်းအတီးပြူပေးလိုက်တာဖြစ်ပါတယ်လို့ပြောကြခဲ့ပါတယ်။အဲ့ဒီအတိုင်းဝိုင်းအတွင်းမှာတီမောရဲ့တိုးတက်ဖြစ်ထုံမှုနဲ့တီမောရဲ့မဟာဗျူဟာမြောက်ကိုဝိုင်းအုပ်ချုပ်ခွင့်တို့ဟာခိုင်မာတဲ့ထောက်ခံမှုအမြဲတမ်းထောက်ခံမှုတွေကိုရရှိပါလိမ့်မယ်လို့အန်ဝါကပြောကြခဲ့ပါတယ်။ပေါ်တူဂီဘာသာနဲ့တီမောလက်စ်တေလို့လည်းခေါ်တဲ့အရှိတီမောဟာအာဆီယံဒေသမှာတက်တန်းအမှုဆောင်နိုင်ငံဖြစ်ပြီး 24နှစ်ကြာကျူးကျော်ခံရပြီးတဲ့နောက်2002ခုနှစ်မှာအင်ဒိုနီးရှားထံကနေလွတ်လည်ရခဲ့တာဖြစ်ပါတယ်။ပယ်လစ်ကိုအနိုင်ရတာကဒီယာတီအတွက်တံမိုးအကြီးဆုံးနိုင်ပွဲလို့အာတီတာ ပြောကြားခဲ့တဲ့အင်္ဂစားသတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။အာဆနယ်သင်းသီးပြအာတီတာက ခရစ်စတယ်ပယ်လစ်အသင်းကိုအနိုင်ရတာကဒီယာတီအတွက်တံမိုးအကြီးဆုံးနိုင်ပွဲလို့သုံးသပ်ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကအရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကိုးမှာအာဆင်နယ်ကပဲလစ်ကိုတကောကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးတလုံးထဲသောအနိုင်ကိုကိုပဲလစ်ကစားသမားဟောင်းအက်ဇေးကသွင်းယူပေးခဲ့တာပါဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာမန်စီးတီးနဲ့မန်ယူကို6မှတ်လီဗာပူးကို9မှတ်ချက်စီးကို10မှတ်ဖြတ်နိုင်ခဲ့ပြီးချန်ပီယံဆုအတွက်မျိုးလင်းချက်တွေပုံမတော့ပလာစေခဲ့ပါတယ်ဒီနိုင်ပွဲကအာဆင်နယ်အသင်းအတွက်ပရီးမီးယားလိမှာနိုင်ပွဲ900ပြည့်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပြီး အာဇနယ်သိမ်းဟာပြိုင်ပွဲစုံနောက်ဆုံး၁၀ပွဲဆက်ရှုံးပွဲမရှိတဲ့မှတ်တမ်းနောက်ဆုံး9ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းနောက်ဆုံး9ပွဲဆက်ပေးခိုးမရှိတဲ့မှတ်တမ်းတွေကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကဒီရသည့်တခြားနိုင်ပွဲတွေထက်ပိုပြီးတမိုးရှိတယ်လို့ကစားသမားတွေကိုကျွန်တော်ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒါဟာခက်ခဲတယ်ဆိုတာကျွန်တော်တို့သိနေတာကြောင့်ပါကျွန်တော်မြန်မာသူတို့ကလက်တလောအကောင်းဆုံးတွေကတသင်းမှာသူတို့ကခမည်းကိုဖျက်ဆီးနိုင်စွမ်းရှိနေပြီးခမည်းအနေနဲ့အယုံစူးစိုက်မှုမရှိရင်တန်ခတ်နိုင်စွမ်းရှိနေတာလည်းသိကြပါရလို့အာဒီတာကပြောကြားခဲ့ပါတယ်အော်တိုဝါလာ28ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုထိုင်းရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။တာယာအေးချမ်းနဲ့ညချမ်းလေးဖြစ်ပါစေ။